ဒီနေ့တော့ယူရိုတနေကိုတုတ်တုတ်နဲ့လဲပါမယ်ပေါ့နော်ငလင်းလှုပ်ပြီးတော့ပြိုကျတဲ့ခါကျအတွင်းကဒီလိုဈေးကြီးလေးပေါ်လာတယ်လို့သိရတယ်ပေါ့နော်အရင်ခေတ်ကအဲ့လိုဖျားတည်တဲ့အချိန်မှာမင်းမျိုးမင်းနွယ်မဟုတ်ဘူးဆိုလို့ရှိရင်ဖျားတည်ပြီးရင်ဒီလိုစီးရုပ်ခတ်ခွင့်မရှိဘူးပေါ့ မယ်မဖြစ်မနေလောက်ရမယ်လက်ပကြီးပေါ့နော်ဒါနှစ်ပေါင်း300ကျော်တော့ရှိပြီပေါ့နော်တိဆောက်ထားပြီးတော့ကျောင်းတစ်ခုလုံးကလည်းကျွန်းတစ်တင်နဲ့လုံးဝအပြည့်ပေါ့နော်ဖိုတိုဘူးစ်တို့မျိုးပဲတော်တော်များများဒီနားရောင်အရန်တက်ပုံရိုက်ကြတင်းကနေသားကိုစတိရမယ်ပေါ့နော်တက်ပြီးတော့လူမျိုးနှက်ဆက်တယ်ဆိုပုံစံမျိုးပေါ့နော်စတိပြီးတော့မှမအူကိုဆောက်လို့ရမယ်ဆိုပြီးအယူရှိတဲ့ခါကြတော့ ြီးစောက်ထားတဲ့လေကားကြီးနဲ့ချင်းသေးရုပ်ကြီးอ่ะအရင်ကတော့အမှုပညာလက်ရမြောက်တယ်။ဒီဖျားကိုသူကတိဆောက်ရတဲ့ရည်ရွယ်ချက်ကဖျားဖူးရဲ့ရည်ရွယ်ချက်တစ်ခုလည်းမဟုတ်ဘူးနဲ့။သူကရတဲ့တန်ဃာတော်တွေ၊ရဟန်းတန်ဃာတော်တွေပိဋကတ်စာပေတွေကိုပါလေ့လာဖို့အတွက်ရည်ရွယ်ပြီးတော့တိဆောက်ထားတာပေါ့နော်။ရှင်စည်းကုန်ပြရောက်တာနဲ့ကက်စီနိုစောက်ဖို့ပဲအောင်ရောက်နေတာ ရွှေစည်းကုံမှာထူးခြားတဲ့အချက်ကလေအုတ်ချက်တွေလုံးဝမတုံထအောင်ဒီရွှေစည်းကုံမှာဆိုလို့ရှင်အတွင်းအံ့ဖွယ်၉ပါးနဲ့အပြင်အံ့ဖွယ်၉ပါးဆိုပြီးတော့ရှိရပေါ့နော်အရင်ဆုံးတော့ကျူတို့ခုသွားနေရဝိတနာတော်ပေါ့နော်ဝိတနာတော်ဆိုလို့ရှင်လည်းသူကလေအဲ့လိုဇေဒီစုပေါ့နော်ဖျားစုစုစုလေးတွေတနေ့အိုင်းမှာအများကြီးရှိရပြီးတော့သူကလည်းအဲ့ဒါတွေကလည်းရရင်ပြုပြင်မမထားခြင်းမရှိဘဲနဲ့ရှေးဟောင်းလက်ရာတိုင်းလေးရှိနေပြီးရပေါ့နော်အဲ့ဒါလေးဒီလိုလိုက်ပြပေးပါမယ်ဒါကဘာကိတ်မကန်ခက်ကတာနန်းတော်လေးကိုဝင်နေ မျိုးဝင်ကိတ်ပေါ့ဒါိုင်းနေရပြင်မှာထားထားတယ်အေးသူမြောင်းဒါတော့အာရော့ကလာတဲ့ဆော်ဘာမင်းသမီးတို့ပေါ့နော်ဘလိုဘလိုပုံလေးဆွဲရင်ကောင်းမှာအမှတ်ဒီပုံလေးဆွဲမယ်ဒါလေးပဲလောက်လဲ ခံရရမဖြစ်မနေလောက်ရမယ်လက်ပကြီးပေါ့နော်ပခံရရမဖြစ်မနေလောက်ရတာ၃ခုစပင်တက်တာရယ်တနခါလိမ့်နိုင်လက်ပကြီးဆွဲရပေါ့နော်ကျွတ်တနခါတော့အမြဲတမ်းငငယ်တည်းကလိမ့်နေကြတော့တနခါမလိမ့်တော့တနခါမလိမ့်တော့စပင်ကလည်းကျင်မလောက်ဆိုတော့လက်ပကြီးအမြဲတမ်းဆွဲဖြစ်ပါတယ်ဟုတ်ဟမ်ဒါလေးရလေးဒီလိုအဆအဆုံးဆွဲရမှာ၄000မှရှိတယ်အဘယ်နာလေးလဲဆိုတော့အစင်ဖြူရှင်ကြောင်းတိုက်ကိုဝင်တဲ့ဒီပကံလမ်းမကြီးရေးပေးမှာပေါ့ဒီလိုမျိုးအယုတ်ကလေးနဲ့လည်းတပုံလေးရိုက်လို့ရတယ်ဒီလိုလက်ပကြီးနဲ့ဆွဲလို့ရပါတယ် ုကျူတို့ရောက်နေရတော့ဒါဝိတာနာတော့ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်အဲ့လိုမျိုးဈေးတိအဆူလိုက်အဆူလိုက်အဆူလိုက်တွေကအများကြီးရှိနေတာဒီလိုပတ်ပတ်လဲမှာပေါ့နော်ဒီဘချမ်းနေရောဘချမ်းနေမှာအဲ့တော့ဓပုံရိုက်လို့လဲလှတယ်လို့မျိုးတကယ်ရှေးဟောင်းအမွေနှေးရဲ့ပုံစံအတိုင်းကိုလည်းလေးလာလို့ရရပေါ့နော်။ဘရင်နေတဲခဲ့တာမဟုတ်တော့တัวနမဲကြီးဖျားရဲမှာတော့မပါဘူးပေါ့နော်။ဒါပေမဲ့ဒါအရင်ပကံခက်ကအရက်သူအရက်သားပြည်သူပြည်သားတွေဝိုင်းပြီးတော့တဲခဲ့တော့သူကပြည်သူပြည်သားတွေတဲနေရာလေးမှာဒီလိုဆုလိုက်ဖျားလေးဖြစ်နေတာ။အဲ့တော့ ရိုးနေတူတူလိုက်ကြည့်ပေးပါအောင် ခုနအတွင်းရအထပနာထားတဲ့ဈေးဒီပေါ်နေတဲ့နေရာလေးကိုယူသွားကြည့်ကြမယ်ဒါဆိုရင် तू ကအတွင်းဒါအရင်တော့ဈေးဒီတဲခဲတဲခဲတဲ့ဈေးဒီလေးပေါ့နော်အဲ့ဈေးဒီလေးကိုမှနောက်ပိုင်းကျတော့အလှရှင်တွေကပို့ပြီးတော့ခိုင်းခံငုံပြီးတော့ပြန်နေပြီးတော့ဈေးဒီအကြီးကြီးတွေထပ်တည်ထားအဲ့ခါကျတော့ 1985မှာတည်းနဲ့ငလင်လှုပ်ပြီးတော့ပြိုကျတဲ့ခါကျအတွင်းရဒီလိုဈေးဒီလေးပေါ်လာတယ်လို့သိရတယ်ပေါ့နော်ဒါကတော့ဒီတကံလေးပြောပြချက်အရာပေါ့နော်အဲ့တော့အခုခေတ်ကျမှခိုင်ခန့်အောင်အုပ်တွေနည်းနည်းနဲ့ပြန်ပြင်လိုက်လို့ဒီနားလေးပေါ့နော်ဒီမှာဆိုရင်တခြားသောဒီလိုမျိုးစီဒီအသေးလေးအများကြီးပဲတဆုံးမြင်ရပါတော့ဒါအခုဂျူရောရောက်လာချင်နည်းနည်းနေမြင့်သွားတော့ ော်နည်းပူတဲ့အချိန်ဖြစ်သွားပြီပေါ့နော်။နောက်မနက်ပိုင်းလေးလာလို့ရှိရင်တော့ပူပြီးတော့တာရတယ်ဒီနေရာလေးကဒီပကံဖျားတွေမှာပေါ့နော်ချိုးစီတီတွေကကြတော့ဒီလိုမျိုးခြံစည်းရိုးမရှိဘူးအကုန်လုံး ွင်းပြင်ကုန်းပြေပေါ်မှာပဲပေါ့နော်အဆူလိုက်ဆူလိုက်တဲထားတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ခေတ်ကအဲ့လိုဖျားတဲတဲ့အချိန်မှာမင်းမျိုးမင်းနွယ်မဟုတ်ဘူးဆိုလို့ရှိရင် तू ကဖျားတဲပြီးရင်ဒီလိုစီယိုခတ်ခွင့်မရှိဘူးပေါ့နော်မရှိပဲနဲ့တာမန်အရက်သူရက်သားတဲတဲ့ဖျားဆိုလို့ရှိရင်နော်ဒီလိုမျိုး तू ကအလွတ်တန်းပေါ့နော်ခြံစည်းရိပ်ပိုင်မရှိပဲနဲ့မြင်ရတယ်ပေါ့နော်ကြတော့အမှုပညာလက်ရများအဲ့ဒီ ပန်းဆွဲတွေကနုတ်တွေအဲ့လိုမျိုးလေးလာကြရတော့မရှိဘူးသူရဲ့ဒီ structure ဘိုင်းနဲ့ဈေးဒီအစုကြီးကိုပဲကြည့်ရမှာပေါ့နော်ဒီနားမျိုးလေးဆိုတပုံကြရင်လှတယ်ဒီမှာဆိုဈေးဒီဒီဈေးဒီလေးဆိုထူကြတယ်ပုံစံလေးပပလာဖိတ်ပြတယ်တက်လာဒီဘက်အတွင်းထဲမှာဈေးဒီတစ်ခု ပြီးကြတော့မှသူ့အမိုးလေးနဲ့နောက်ထပ်ဈေးဒီတစ်ခုတစ်စောင်းလေး ကံရဲ့တိဆောက်ထားတဲ့ပုံစံဖျားရဲ့ရှိတဲ့ပုံစံအောင်လေအရင်တော့ကတော့ဟာဘာရှိမှလဲဖျားတွေနဲ့လွင်ပြင်းကြီးနဲ့ဒါမျိုးပဲထင်တာဗောနောငငယ်တော့တော့မသိဘူးအခုလာကြည့်ရော်လေလုံးဝအောင်အဲ့လိုလွမ်းဆွေးပြီးရော်လေအဲ့လိုတန်မိုးရှိရလို့ခံစားရတယ်နော်ပကံရဲ့ဝိသက်လေးတကယ်သဘောကျအဲ့လိုထဏောင်းပင်ကြီးတွေစေဒီလေးတွေလို့ကွင်းပြင်နေနေလေဒါဆိုဟိုဘက်အပေါ်ပိုင်းကပြင့်ပြင့်ထားတာအပေါ်မှာဘီလက်မြင်းနဲ့အောက်ကကျတော့ဒါ original ဖြစ်မယ်နော် ခုနကလေဝိတနာတော်လေးကိုဟိုကလမ်းလေးမညုံခဲ့ရလို့ပေါ့နော်ဝိတနာတော်ကိုသွားကြည့်လို့ဆိုတော့သူဟာလေးဖရားကိုဝင်တဲ့အဲဝင်ပေါက်လမ်းလေးရဲ့ဒေရနေပြီးတော့ဝင်သွားတာပေါ့နော်သူကျူးကခုနဝိတနာတော်ကနေပြန်လာပြီးတော့ရှုကချာမြေခံလေးကိုသွားမယ်ပေါ့နော်ရှုကချာဖရားကိုသွားမယ်ပေါ့နော် ဒါကအခုဂျိုးရောက်နေတာရွှေကွန်ချာဖရားကိုသွားတဲ့လမ်းမှာပေါ့နော်ဒီကနှစ်ထောင်ကျောင်းနဲ့သူကနှစ်ပေါင်း300ကျော်လောက်ရှိပြီပေါ့နော်တိဆောက်ထားတာပြီးတော့ကျောင်းတစ်ခုလုံးကလည်းကျွန်းတစ်တင်နဲ့လုံးဝအပြည့်ပေါ့နော်တစ်သားတွေနဲ့ပဲဆောက်ထားပြီးရေနံတွေဝနေအောင်တုတ်ထားပြီးပြီးသူ့ရဲ့ဒီဘီတုကလည်းရပန်းကနုတ်တွေအရင်ဆက်ဝင်လာဖို့ကောင်းတယ်ဂျိုးတူတူသတ်ကြည့်မယ်ရှင်နေကြီးရဲ့အလုံးကိုဝါနေအောင်တုတ်ထားသူပိတ်ပြောလေ ကွာဒီမှာအယုတ်အယုတ်တူတယ်ချစ်တူတားနဲ့ဆောက်ထားတာဖြစ်တော့လေအဲ့လိုတူတားအနှံ့လေးပြရေနံကြီးအနှံ့လေးနဲ့လေအဲ့လိုအရန်ကျွားကြိုက်တယ်အဲ့လိုရေနံအနှံ့လေးပါပြီးတော့အေးချမ်းနေရပဲကြောင်းတိုက်နေရနော်လုံးဝမပူဒီတဲ့ရောက်သွားလုံးဝအေးချမ်းသွားသူတို့ငယ်ငယ်ကနေရတယ်အဲ့လိုလေအိမ်မဲအကြီးတွေအဲ့လိုမျိုးတော့တတိယရောက်သွားတယ်ဖိုးဖွားတဲ့အိမ်မျိုးတွေနော်အဲ့လိုငွေတက်လေးမျိုးလေးပန်းကနုတ်တွေ နှစ်300ဆိုတော့ဂန်ခက်ကဟာတော့မဟုတ်ဘူးပေါ့နော်ဒါဆိုဒါမြင်းရောမြင်းပေါ်မှာဘလူးတဆက်တွေကိုထုဘလူးပေါ်မှာဟုတ်တယ်တဆက်တွေကိုထုတယ်မချင်းသစ်ရောချင်းသစ်ဆိုတာရှာဟိုမှာဖြစ်သွားဖြစ်မယ်ဒါပြက်နေရဖြစ်မယ်နော်မရွက်တီပါရဲ့ရှိရောနော်ဒါဆိုခုဒါကျစဉ်းစားဖို့အတွက်အုံမောင်းတီးနေရပေါ့နော်ဒီတန်လေးမကြားရအောင်ကြာပြီနော် ကဲအခုတော့တို့ရွှေကွန်ချဖရားကိုရောက်ပါပြီရွှေကွန်ချဖရားကဒီလိုမျိုးအရာဝတီမြေကမ်းပေးလေးမှာရှိတဲ့ဖရားတဆူပဲပေါ့နော်အမေသူ့ရဲ့ရှုကင်းလေးနဲ့တိဆောက်ပုံလေးကအရန်ကိုလှတဲ့အတွက်ကြောင့်လာပြီးတော့လဲတဲ့လူအရန်များတယ်တကယ်လို့ open season ပေါ့နော်လူတွေအဲ့လိုခီးသွားတယ်များတဲ့ကာလဆိုတော့ဒီဖရားမြဲတဲ့လူပြည့်နေတတ်တယ်တို့တော့ကြည့်အောင် ဖိုတိုဘူးစ်တို့မျိုးပဲတော်တော်များများဒီနားရောင်အရန်ထပ်ပုံရိုက်ကြမှာဒီလိုမျိုးလေးဒီမျိုးလေးဒီပေါင်နဲ့ခုနအရာပရိမြကန်းပေးနေလှလားလှရနော်တကားလေးကလုံးဝနိဗ္ဗာန်တို့နော်နိဗ္ဗာန်တို့တကားဒါပေမဲ့အကူစင်သွားဒီနားလေးကနေပြီးတော့ဆင်းသွားလို့ရတယ်ဟုတ်ပါမှာအရာပရိမြကန်းကိုတက်ဆင်းသွားပြီးတော့ဥမာတင်မောရေလေးလေးလည်းရှိရပေါ့နော်ဒါတင်မောလို့ပဲခေါ်မှတ်တယ် ရှစ်ကွန်ချဖះကနမယ်ကြီးရဲ့လို့တမိုင်းနေတော့မဟုတ်ဘောနော်ဒါပေမဲ့ပါဇက်ရာဇဝင်လေးတခုရှိရေဟုတ်ချင်လားဟုတ်မယ်မှန်ညီမလည်းမှန်မယ်ပေါ့နော်ဒါပေမဲ့ဒါတို့ဒေတာခံနေပြပြကြရဲ့ပါဇက်ရာဇဝင်ရတော့အနန္နာဖះရဲ့တောင်ဘက်မို့ဦးတိဆောက်တဲ့အချိန်မှာတော့အဲ့တောင်ဘက်မို့ကဆောက်လို့မရအချိန်လုံးပြိုကြတယ်ပြိုကြတဲ့အခါကျတော့သူကဘာလုပ်ရမလဲဆိုတော့တနင်းကနေသားကို စတိရမယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တက်ပြီးတော့လိုမျိုးနှက်ဆက်တယ်ဆိုပုံစံမျိုးပေါ့နော်စတိပြီးတော့မှမအူကိုဆောက်လို့ရမယ်ဆိုပြီးအယူရှိရခါကြတော့ဟိုမူမတ်တည်းကတနင်္ဂနွေသားကိုလိုက်ရှာတယ်ပကံသူပကံသားတွေကကြာတည်ရဒီတင်းကိုတည်ရခါကြတော့အကုန်လုံးကကိုကတနင်္ဂနွေသားဆိုရင်တော့မတနင်္ဂနွေသားမဟုတ်တော့နာမည်တွေကိုလွှဲပြောကြရတယ်တခြားနိနန်တွေယူကြရပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အဲ့ချိန်မှာတန်ငါတဲ့အသားမိနှစ်ယောက်ကဒီပကံမျိုးပေါ်တက်ပြီးတော့ဈေးလာဝဲကြတန်ငါတဲ့ဆိုတော့လေသူကရေထဲမှာပဲနေရတော့ဒီလိုတင်းတွေလည်းဘလို့တေချာတည်လဲပေါ့နော်မတည်ရခါကြတော့သူကသူ့ကိုမေးလိုက်တယ်တဲ့သူတို့ နမဲနမဲမေးလိုက်တော့သူတို့တာမီးနှစ်ယောက်ဆိုတော့ငါအမေနမဲကမတ်အောင်ဖြူတာနမဲကကိုအောင်သူပေါ့နော်ညောင်တော့တနင်္ဂနွေတာသမီးဖြစ်နေတာအဲ့မှာကိုအောင်သူ့ကိုမေးရဲ့ခါကျတော့ကိုအောင်သူကတနင်္ဂနွေတာလဲဆိုတော့မတ်တယ်ကဲဒီမှာတနင်္ဂနွေတာရပြီဖမ်းကြဆိုဖမ်းတော့သူကထွက်ပြေးရတဲ့ဖြေးတဲ့အချိန်မှာပဲဒီရွှေကွန်ချာဖျားနာရောက်တော့သူ့ကိုပိုက်ကွန်နဲ့ဒီလိုဖြစ်ပြီးဖမ်းလိုက်တာ ိုမိသွားရပါတော့မိသွားတဲ့ခါကျတော့ကိုအောင်သူကအဖမ်းခံရဖမ်းခံရတော့သူ့အမေကိုအဲသူဖမ်းခံရပြီဆိုပြီးတော့သူတို့တာမီးငူကြမှာပျော်တဲ့ခါကျတော့သူ့အမေကဖာပြောလဲဆိုတော့ตาเยหัววุจุရှင်เนาะจีอองสัตว์มาเว้ยปะเนาะอะแล้ววุจุတော့วุจุจีพยาเนี่ยว่าเลยวุจุสัตว์พยาဆိုတော့ဒီชุกุนชายဝင်เนี่ยมาရှင်เลยแหละဒီแรกมาတော့อยู่อ่ะพยาတွေတွေ့อ่ะတော့ တင်ငါဆိုပဲပေါ့နော်အဲ့တော့အများကြီးဆိုဘယ်တစ်ခုကဝစ်ကြွေးပြီလဲဘယ်တစ်ခုကဝစ်ကြွေးဆက်လဲတော့တခြားမသိဘူးပေါ့နော်ဒါကလည်းပါဇက်ရသဝင်ဆိုတော့မှန်ကျင်လဲမှန်မယ်မှားကျင်လဲမှားမယ်ပေါ့နော်အဲ့တော့ဘယ်သူမှတော့မသိနိုင်ဘူးဒါပေမဲ့တမိုင်းချောင်းတွေကတော့စိတ်ဝင်စားဖို့ကောင်းတယ်နော်ဒါရွှေကွန်ချာဖျားဆိုတာလည်းဘယ်လိုဖြစ်လာလဲပေါ့နော်ကွန်ချာနဲ့အုပ်ဖိပြီးတော့ဖမ်းလိုက်တဲ့နေရာမှာဖျားတယ်လို့မျိုးရွှေကွန်ချာဖြစ်လာတာပေါ့သူပြောချင်တဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဒီရွှေကွန်ချာဖျားမှာလေတကယ်သဘောကျစရာကောင်းတာအဲ့လိုမျိုးရှုခင်းလာလာလေးရှိရယ်ပြီးတော့လေလူရှင်းတဲ့ချိန်လာတော့လေဖျားတကယ်ကိုအေးချမ်းပြီးတော့ လို့ဓပုံရိုက်ဖို့အတွက်ပေါ့နော်အမိန်ကလေးတွေအတွက်ဆိုရင်ဓပုံရိုက်ဖို့အတွက်ပင်နာပဲထိုင်လိုက်ထိုင်လိုက်လှတယ်ခုနကယူဒီနားလေးမှာခုံလေးမှာထိုင်ပြီးတော့ဓပုံရိုက်တယ်ဆိုလဲလှတယ်ခုနကလိုမျိုးမုတ်ဝါးလေးနဲ့ရိုက်လဲလှတယ်ပေါ့နော်အဲ့တော့ပကံရောက်တယ်ဆိုလို့ရှိရင်တော့ဒီရှုခွန်ချဖျားကိုတော့ခောက်လောက်တော့လာလဲတင်တယ်လို့ချူလဲချင်တယ်ပေါ့နော်ဒါတရရပဲနှစ်ယောက်ဘူးမှမရှိဘူးခဏမရအောင်ပါအသေးလေး သူတို့ခုရောက်နေတာကအနန္နာဖရားပေါ့နော်အဲတကူကြီးဖရားပြီးတော့အထင်ကြီးရဖရားရဲ့မှာပါရပေါ့နော်ဒါကြစစ်သားမင်းတီထားကုခဲ့ကြတာယန္နနာမှာဆိုလို့ရှိရင်ဂျူသဘောကြတာကဒီဇောင်းမန်းရှိရှိလေးမှာသူဈေးဆိုင်လေးပြမျိုးစုံရှိဥမာယွန်းတယ်တို့လက်မှုပညာလေးတွေပြီးတော့အမှတ်တရပစ္စည်းလေးဝယ်ခြင်းနဲ့ဆိုရင်တော့ဒီဖရားမှာတော့တော်တော်များများရှိရလို့ဂျူတွေ့ရပေါ့နော် ခက်ကမူလကြံခင်းနဲ့သူတိဆောက်ခဲ့တကယ်ကြံခင်းစစ်ပေါ့နော်ထူးပြလို့အုတ်တွေထက်ထက်တင်းနေပေါ့နော်ခိုင်းရအမြင့်ကြီးပဲအမြင့်ကြီးနှစ်ဖက်လုံးပေါ့နော်ခေဝါပိတ်တယ်ဟုတ်ပါတော့ original ဒီလားဟို original အတိုင်းပဲရှိနေတကယ်ရောပေါ့တော်တော်ဒါဆိုနှစ်ပေါင်း900လောက်ရှိရယ်နှစ်ပေါင်း1000နီးပါးရှိရတာ အဲ့ပကံခေတောင်းဆိုလို့ရှိရင်ဒီအခုကျိုးရောက်နေတဲ့လမ်းဆိုတာတမန်ပြည်သူပြည်သားရဲ့သွားရတဲ့လမ်းပေါ့နော်ဒါဟိုဘက်အတွင်းထဲမှာဆိုလို့ရှိရင်လည်းနောက်ထပ်နှစ်လမ်းရှိသေးတယ်ဒီမှာဆိုရွှေဘောင်ကုတ်ကြီးနဲ့မြင်နေရတဲ့နေရာလေအဲ့ရဲ့လမ်းကတော့ဘယင်းသွားရလားပေါ့နော်အဲ့ရဲ့ဟိုဘက်အတွင်းထဲမှာဖယားနဲ့မြင်နေရတဲ့လမ်းကတော့တန်ငါးတွေသွားရလားပေါ့နော်နိုင်ရစေးပကြီးရောဒီဖះမှာမရှိဘူးအုတ်ခွက်ဖះရည်ညာိုင်းပဲ ရုပ်ပွားတော်ကြီးရဲ့ဒီအတွင်းကက်ရက်ကလမ်းဆိုလို့ရှင်ဒါရင်တော့ဘုန်းကြီးတွေတုံးပြတဲ့လမ်းဆိုဒီထဲမှာတည်ထားတဲ့ဒီအုတ်ခွက်ဖရားပေါ့နော်ဗုဒ္ဓမြတ်စွာဘုရားရဲ့ပုံတော်ရုပ်ထုတွေပေါ့နော်ဒါမှမဟုတ်အပြင်မှာလည်းသူကလေဘယင်းတွေသွားတဲ့လမ်းမှာဆိုလို့ရှင်သူကအုတ်ခွက်ဖရားရဲ့ရှိအဲ့ဒီဟာတွေကိုလည်းသူကအကုန်လုံးဖရားလောင်းရဲ့ဇတ်တော်လို့တော့ပြောတယ်ပေါ့နော်ဒီမှာဆိုရင်ဖျားလောင်းကတဲ့လုံမဏီဥယင်ကနန်းတော်ကိုရောက်တဲ့အခန်းပေါ့နော် ဒါအခုကျူတို့ရောက်နေတာကဟောမီးမလောင်ကြောင်းပေါ့နော်။ तू ကနေရာပတိစီသူမင်းကတဲခဲတဲ့ဒီကြောင်းတိုက်တွေတရားတစ်ခုပေါ့နော်။အပေါ်မှာဆိုဒီဈေးဒီအသေးလေးတစ်ခုရှိရတဲ့။ဒါပေမဲ့ဒီနေရာလေးကိုရလာရတဲ့ယူရချက်ကလေဒီဆောက်ထားတဲ့လှေကားလေးနဲ့ချင်းသေးရုပ်ကြီးอ่ะအရင်အောင်နော်အမှုပညာလက်ရမြောက်တယ်။ဒါတော့အပေါ်မှာဆိုလို့ရှိရင်လည်းမြင်ရတဲ့ view ပေါ့နော်။အဲ့ဒါလေးအရင်အောင်လှရဲဆိုတော့ကျူတို့လိုက်ကြည့်ကြမယ်။ မိမလောင်ကြောင်အပေါ်တက်လိုက်ပြီဆိုလို့ရှိရင်အရှိတ်ဘက်အချမ်းမှာဆိုလို့ရှိရင်ဒီဖျားတွေကိုငါးစုကိုတပြိုင်နက်ထဲမြင်နေရပါဘောနော်ဖိတ်ဆုံးကထိုးသားများစီတီးတဲ့ဘတ်ဘေးမှာဆိုတပ်ပေညူတပ်ပေညူရဲ့ဒီဘတ်ဘေးလေးကိုသွားလိုက်ပြီဆိုလို့ရှိရင်မဟာစီတီးပေါ့နော်အဲ့အနောက်မှာအနန္နာဖျားကိုလည်းမြင်ရတယ်အနန္နာဖျားတော့အဝေးကြီးမှာရှိရဒါပေမဲ့သူကဒူးတယ်ကြီးမှရခါကြအနန္နာဖျားကိုလည်းမြင်ရတယ်ပေါ့နော်ဖြူဖြူလေးနဲ့ဟာရွှေကူကြီးဖျားငါးစုလောက်ကိုဒီမှာဒီနေရာနေလဲတပြိုင်နက်ထဲဖူးလို့ရတယ် သူတို့ဟာလည်းမိမလောင်ကြောင်းကနေထွက်လာပြီးတော့တပိညုဖျားတော့နေတာပေါ့နော်ဒီလိုမျိုးနောက်အတွင်းလမ်းလေးကနေပြီးတော့သွားနေတာခုနဖျားဘုရားနေလမ်းမြင်ရတဲ့ဟာအဲဒါပါလဲပထိုးသားများအဲပကန်းသူဖြစ်နေပြီလုံးဝအောင်ချစ်စရာလေးဒါကတပိညုဖျားရဲ့ဒါအနောက်ဘက်မှာရှိရဲဟိန္ဒူဘုရားကျောင်းပေါ့နော်ဒါနတ်လျောင်းကျောင်းလို့ခေါ်တယ်တဲ့ဒါဟိန္ဒူပုံစံအဲ့လိုမျိုး ရားကြောင့်စောက်ထားတာဟုတ်တယ်ဟိုဘက်မှာအပေါ်အပေါ်ဘက်ကိုကြည့်တိုင်းသိတာနော်အပေါ်ဘက်မှာအထွတ်တရားလေဒီလိုမျိုးနော်အဲဒီအောင်ကြောင့်ဒီကနေဆိုလို့ရှိရင်တပ်ပင်ညူဒီဖရားကိုတစ်ခုလုံးဖူးလို့ရရပေါ့နော်ဖူးပြီးတော့တပ်ပွန်ရရင်လှရဲဆိုပြီးတော့ဒါတုတ်တုတ်ကိုရလိုက်ပို့တာပေါ့နော်ဒီចောင်းလိုက်ទេဝင်ကြည့်မယ်လေဒီလိုပုံစံ လက်ရာတော့နည်းနည်းရှာရနော်ဒါပေမဲ့အနောက်ကဟာတွေကတော့သူ original မဟုတ်ဘူးထင်တယ်ဘီလက်မြည်သားအမအပေါ်ကအပေါ်ကစင်ကွင်းတာအဲအပကနုကနုဘာလို့ကြည့်အကွင်းကွင်းနေကြည့်တာရှိတယ်ဒီမှာလည်းရှိတယ်ဘီတုကလည်းရတယ်ကြံသေးရနိုင်ရရအထူးကြီးနော်ဒီအုတ်သားနဲ့ဒီဂျားရဲ့နိုင်ရတော်တော်ထူပါဒီဒူရီရနော်ဒူရီရတော်တော်ဒူးတယ်ကိုခိုင်မာနေအောင်စောက်ပြအင်းအင်းသူကဒီမြေပြင်ပေါ်မှာပဲဒူးကိုတေးသေးချာချာတဲလိုက်တာတဲ့ ယ်နော်ตาบาพะอะนอกอะอะนอกกะตะเปญญุอืมกูยောက်နေတာအဟိန်သူဖះเจ้ากูยောက်နေဟိန်သူဖះเจ้าတော်တော်လေးကိုตะเปယ်တယ်လို့ပြောအောင်เนาะอืมဖះဖူးဖို့နေရာတော့ตะလုတ်ထားပြီးတယ်ဒီနေရာလေရင်ပြင်လို့မျိုးနေရာเจเจလေးရှိတယ်အဲ့ရနေမှာဖះဖူးလို့ရတယ် အခုကျူရောရောက်နေတဲ့ဒီနေရာကတပ်ပင်ညူဖရားပေါ့နော်တပ်ပင်ညူဖရားကကြတော့အလောင်းစီသူမင်းကြီးက AD 17ရာစုတုန်းကတိဆောက်တာဆိုတော့ဒါတော်တော်ရှေ့ကျတဲ့ဖရားတွေမှာပါတယ်ပေါ့နော်အခုဆိုလို့ရှိရင်17ရာစုဆိုတော့1900လောက်ရှိပြီပေါ့နော်1900ဆိုတော့တစ်ထောင်လောက်ပြီးတော့မှဒါဖရားလေဒီဖရားကိုသူကတိဆောက်ရတဲ့ရည်ရွယ်ချက်ကဖရားပူးတဲ့ရည်ရွယ်ချက်တစ်ခုလည်းမဟုတ်ဘဲနဲ့သူကတဲ့ဒီအဲတန်ဃာတော်တွေရဟန်းတန်ဃာတော်ပိဋကတ်စာပေတွေကိုပါလေးလာဖို့အတွက်ရည်ရွယ်ပြီးတော့တိဆောက်ထားတာပေါ့နော်ဒါဆိုရင် ီဘက်ကတဲ့ပင်ညူရဲ့အရှိမဟိုမှာဂရိုချိုးဖျားရှိရေပေါ့နော်အဲဂရိုချိုးဖျားကဘယ်လိုမျိုးတိဆောက်ထားလဲဆိုတော့တွတ်ပင်ညူကိုအုပ်ပနချက်နဲ့တိဆောက်လဲဆိုတဲ့ဟာကိုတွတ်မှတ်ထားဟိုမှာတွတ်ပင်ညူအုပ်အုပ်ချက်ရေတတောင်းပြီးတတောင်းတိုင်းမှာသူကအုပ်တစ်ချက်ကိုတည်တန့်ဖယ်တယ်အဲ့တည်တန့်ဖယ်ထားတဲ့အုပ်တွေနဲ့ပြန်ပြီးတော့တိဆောက်ထားတယ်ဖျားအဲ့တော့ဒီတွတ်ပင်ညူရဲ့ဒူးတယ်ကဘလောက်ကြီးလဲဆိုလို့ရှိရင်ဒီဖျားကိုကြည့်ပြီးတော့သိနိုင်တယ်အဲ့တော့အထဲမှာဘလိုမျိုးထူးထူးခြားခြားအနုပညာလက်ရည်ရှိလဲပေါ့နော်ပြီးတုကလက်ရည်ရှိလဲဆိုတာတွက်ကြည့်ရအောင် ဒါသူ့ရဲ့မူရင်းဖျားမဟုတ်ဘူးမူရင်းစေတီမရှိဘူးသူကအပေါ်မှာပိတကတ်တော်တွေထားဖို့အတွက်သူအထက်ထက်တီးတိဆောက်ထားဆိုတော့နောက်မှလှေကားပဲရှိဒီတပိညူဖျားကိုလေအလောင်းစီသူမင်းကြီးကတိဆောက်ခဲ့တဲ့အချိန်တုန်းကဘယ်လိုမျိုးလဲဆိုတော့အော်ကျောင်းမာယူတာခါပေါ့နော်ဖះရှင်ရဲ့လက်ထက်တော့ကျောင်းမာယူတာခါတိဆောက်ထားတဲ့ဒီပုပ်ပါယုံကျောင်းရဲ့ပုံစံ inspire ယူပြီးတော့ဒီတပ်ပညူဖះကိုတိဆောက်ထားတာလေအဲ့တော့ဒါကိုကျတို့နမူနာအနေနဲ့ဝိတာခါတိဆောက်ခဲ့တဲ့ကျောင်းအနေနဲ့နမူနာအဲ့လိုမျိုး ကြည့်ကြည့်လို့ရရပေါ့နော်မြို့ဖျားကားကျူပထမမှာပြောခဲ့သလိုမျိုးပဲလေအဲစာချိုးလေးနဲ့ရွှေရသဒုမာဓမယံတကူးမှာရွှေစီကအဲ့လိုမျိုးပဲပေါ့နော်တပ္ပိညုဖျားကားကြတော့ तू ကအမြင့်မှာတပ္ပိညုပေါ့နော် तू ကအမြင့်ဆုံးဖျားပဲဒီပကန်းစီတီတော်တွေမှာဒီအာအောက်ခြေကနေပြအပေါ်နှက်မျက်နာတော့လာအဲ့နာထီ तू ကတွတ်လို့ရှင်နှစ်ရနဲ့တပေတောင်ရှိရပေါ့နော်ဆိုတော့တော်တော်လေးအဲ့ခစ်ကဒါအမြင့်ဆုံးအဆောက်အအုံပေါ့နော် ဲ့ခက်ကဆိုဘယ်လိုမျိုးပြောနိုင်မလဲဟိုမိုးထီထီနေတဲ့မိုးထီထီနဲ့မိုးမြင့်မျော်စင်လို့ဖြစ်နေမှာเนาะအဲ့ခက်ကပြည်သူတွေအတွက်ဆိုရင်လေနော်ဂျူးလေးလာကြည့်ရတော့ပေါ့เนาะဒီတပ်ပိညုဖရားမာတဲ့အဆင့်၄ဆင့်ရှိရပေါ့เนาะ၄ဆင့်ရှိရတော့ပထမဌာနဲ့ဒုတိယဌက်ကိုခုနကပြောသလိုမျိုးပဲယဟန်တန်ကားတွေစာဝါလေးလာဖို့အတွက်အသုံးပြုရပေါ့เนาะပြီးတော့တတိယဌက်မှာဆိုလို့ရှိရင်ဒီဖရားဆင်းတူတော်တွေထားတယ်ပြီးတော့အပေါ်ဆုံးဌက်မှာဆိုရင်သူကအရင်တော့ပိဋကတ်၃ပုံလေဒီအနွယ်ထာမင်းကြီးတည်ဆောင်လာတဲ့ပိဋကတ်၃ပုံကိုဒါယဟန်တန်ကားတွေအတွက်ဟို ိုစပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောဘယ်လိုပဲစာကြည့်တိုက်လို့ပုံစံမျိုးပေါ့နော်သူအရည်ရွယ်ပြီးတိဆောက်ပြီးတော့လူတန်းခဲ့တယ်။ပြီးတော့ဒီဖယားကိုလူတုံးကအလူတန်းနေအများကြီးလုပ်ခဲ့။အနေနဲ့ရရက်ကဆက်တာတဲ့ဗန္နာတွေကိုလည်းဒီထဲမှာထပနာတယ်။ပြီးတော့ဗဒမြားပေါက်ပေါက်တို့ဘာလို့လဲကျဲပြီးတော့လူအလူကြီးပေးပြီးလုပ်တာ။တပင်ညူဖယားရဲ့အပြင်ဘက်မှာဆိုလို့ရှိရင်အလောင်းစုသူမင်းကြီးကအဲ့ခေခါတော့ပါပေါ့နော်။ကြေးအချိန်တစ်တောင်းရှိတဲ့ခေါင်းလောင်းကိုလှူခဲ့တာရှိရတယ်။အဲ့ဒါကခေါင်းလောင်းတော့မရှိတော့ဒါပေမဲ့တိုင်ရှိသေးတယ်လို့ပြောတယ်။သူတို့သွားရှာကြည့်ကြည့်။ခိတ်တော့မမြင်ရတော့ ဒီမှာတချို့နေရာတွေတော်တော်များများအကွဲတာတွေမှာပြက်စီးပြုတ်ကြတာပြန်ပြင်းထားတာဒီ PI origin နဲ့ရောင်ကလည်းအဖြူမဟုတ်ဘူးအတော့နောက်ပိုင်းအလှူရှင်တွေကအဲ့လိုထုံးတွေတုတ်လိုက်တော့သူ့ရဲ့အနံရဆေးပစီရောပျက်စီးသွားတာပေါ့နော်။ဘယ်လိုလဲအပေါ်မှာတစ်ထပ်ရှိသေးတူလားအဲ့လိုဆိုတော့ဒီမှာလည်းအပေါ်တစ်ထပ်ရှိရဲ့နော်။အရင်ကအဲ့ပကံရဲ့ညှော်စင်လို့တောင်မှတင်စားပြီးတော့ခေါ်ခဲ့တာ။ သူ့ရဲ့ဖိုးကအတန်စစ်သားမင်းကြီးလေစစ်သားမင်းကသူ့ဖိုးအလောင်းစီသူမင်းရဲ့ဖိုးအဖိုးတဲတဲ့ဒီအာနန္ဒာဖရာရဲ့ပုံစံတိုင်းတဲရဒါမဲ့ तू ကအာယုန်ခံဆောင်တန်းကြတော့ तू ကစနေအကုန်လုံးမှမထားပဲနဲ့အရှိတ်ဘက်တနေရာမှာပဲအာယုန်ခံဆောင်တန်းအာယုန်ခံဆောင်တန်းဆိုတာဒီလိုမျိုးလေးလေအရှိတ်ကိုထုတ်ထားအဲအာယုန်ခံဆောင်တန်းကအရှိတ်ဘက်တနေရာမှာပဲရှိရပေါ့နော်စနေနေရာမှာရောအာယုန်ခံဆောင်တန်းမပါဘူး ဂျူရိုတပ်ပင်ညူကနေပြန်တော့မယ်ပေါ့နော်ခုနကတော့မင်းအဲ့ဒီအလောင်းစီသူမင်းလှူခဲ့တဲ့အဲခေါင်းပေါင်းကြီးကိုဒီချိတ်ဆွဲထားတဲ့ကြောက်ကြိုင်ဆိုတာလိုက်ရှာပါပေါ့နော်ဖုန်းချောင်းထဲမှာလို့ပြောရဲဒါပေမဲ့ဖုန်းချောင်းကကြတော့အများပြည်သူသွားလာတဲ့နေရာမဟုတ်တော့အားနာလို့ပေါ့နော်တေချာတော့ဝင်မကြည့်ခဲ့တော့ဂျူရိုနောက်ထပ်ဖျားတဆူကိုခုသွားပါမယ် ာဝေဖာနဲ့ဂျိုရောရွှေစည်းကုံဖရာရောက်ပြီပေါ့နော်ရွှေစည်းကုံဖရာရောက်တာနဲ့ကစီးနဲ့စားဖို့ပဲအောင်ရောက်နေတာဖရာဟိုဝင်ပောက်ကိုရိုက်ဖို့ရောဘလော့ရိုက်ဖို့တွေရောမေ့သွားတယ်ပေါ့နော်အခုဒီမှာဂျိုရောဒါလေးစားမယ်စားပြီးသွားရင်ရွှေစည်းကုံဖရာထဲမှာနည်းနည်းဖရာဖို့မယ်ပေါ့နော်ဟုတ်ဒါကတော့ဆွဲတော်ပန်းနဲ့နာဂျူးထွက်ထမမှာဆုံးမြင်မှုတာပေါ့နော်တိတ်လည်းမမြင်ဘူးအားကြောင့်ဖရာကတ်မလို့ဝယ်ခဲ့ရပါအခုတော့ကစီးနဲ့လေးစီရင်စားလိုက်ပါအောင်မယ်ဟုတ်ရမ်းကြိုက် ဒီရွှေစည်းကုံဖျားမှာပေါ့နော်ထူးခြားတဲ့ဟာကျူးလည်းအခုဒီရောက်မှတွေ့ဘူးတာပေါ့နော်ဒါကျန်းစစ်သားမင်းလှူခဲ့တဲ့တပိတ်တဲ့ရွှေရောင်တပိတ်ကြီး အဲ့တော့သူ့ရဲ့လှူခဲ့တဲ့ရွေကြက်လေးကလည်းအရန်ထူကြတယ်ဒီမှာဆိုသူတို့ရေးပြပေးထားရပေါ့နော်ဇီဒီယိုအဆောင်လျှောက်မပြတ်ရှိစေချင်လို့ပေါ့နော်ဆွန်ဝတ်ထုကိုလစာရိတ်ခါပေးပြီးတော့သူလှူတယ်ဆိုရင်လည်းသူခံရလဲတစ်နှစ်လောက်ပဲလှူနိုင်မယ်ပေါ့နော်အဲ့နောက်ပိုင်းမှာတာဝကမြေထားပြီးတော့လှူတယ်ဆိုလို့ရှင်လဲခစ်ကလည်းသုံးလေးခစ်လောက်ပဲလှူနိုင်မယ်အဲ့တော့လူတွေအများအားဒီဖရဲရောက်တဲ့အခါဆွန်မပြတ်လှူအောင်ကိုမပြတ်လှူအောင်ဆိုပြီးတော့သူကဒီတပိတ်ကြီးကိုသူကလှူကန်းကလေးဒီတပိတ်ကိုမြင်လို့ရှင်လူတွေကဒါဆွန်ကတ်ကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူဒီတပိတ်ကိုလှူပြရပေါ့နော်တပိတ်ကအကြီးပဲ ပြီးရွှေစည်းကုံမှာပြည့်စင်ရ5ဆင့်ရှိရပေါ့နော်5ဆင့်ကိုအကုန်လုံးဒါတော်တော်များများလေးသိကြတဲ့အတိုင်းပဲပြည့်စင်ရ2ဆင့်အထိပဲဒါအနွယ်ထာကဟိုတိဆောက်ပြီးစည်းခဲ့ရပေါ့နော်အဲ့တန်တဲ့ပြည့်စင်ရနေအကုန်လုံးလာကြတော့ဒါကျန်စစ်သားမင်းရဆက်လက်ပြီးတော့တိဆောက်ပေးခဲ့ပြီးတော့လှူဒန်းခဲ့ရပေါ့နော်အဲ့တော့အနွယ်ထာမင်းရကျန်စစ်သားမင်းရဒါတိထားကိုကိုွယ်တဲ့ကောင်းမှုလို့လည်းပြောလို့ရတယ်ပေါ့နော် ွှေစည်းကုံမှာထူးခြားတဲ့အချက်ကလေအုတ်ချက်တွေလုံးဝမတုံထအောင်ဒီစည်းဒီတစ်ခုလုံးကိုတဲကြောက်တွေနဲ့ပဲစောက်ထားပါဘောနော်တဲကြောက်တွေနဲ့ပဲစောက်ထားခဲ့တာတဲ့ဒီတဲကြောက်တွေကိုလည်းပြည်သူပြည်သားတွေတူရင်းတောင်နေသွားပြီးတော့တဲလာပေးရပါဘောနော်တဲလာပြီးတော့သူတို့မှလို့အဆိုးတစ်ခုရှိရဲ့ဘောနော်အဲ့လိုတူရင်းတောင်နေပြီးတော့တဲကြောက်တွေတဲတဲ့အချိန်မှာ နေရအရန်ပူတဲ့ခါကျတော့အနွယ်ထာမင်းကြီးကညာဘက်မှာအဲ့လိုမျိုးတိုင်းပြည်ပသားရဲ့အရေးရအောင်ဆိုပြီးအထိတ်ထန်ပြီးတော့မကြီးစီတွေကိုကျဲဝါခဲ့အကျဲဝါတော့မနဲ့ကြတော့အဲ့ဟာတွေကမကြီးပင်ပေါက်လာပြီးတော့ဒါတဲချောက်တဲတဲ့တိုင်းသူပြည်သားတွေအတွက်အရေးရစီရပေါ့နော်ဒီဖျားကြီးလဲပြီးတော့အဲ့မကြီးပင်နေရပြန်ပြီးပျောက်သွားတယ်ဒါကတော့ဌနာကြီးလားတကယ်လားတော့ဒါအစ်စ်မဟုတ်ဟုတ်တော့ဘယ်သူမှတော့မသိဘူးပေါ့နော်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေမှလည်းတစ်ခုပါပဲပေါ့နော်ပြီးတော့ ဒီရွှေစည်းကုံမှာဆိုလို့ရှိရင်အတွင်းအံ့ဖွယ်၉ပါးနဲ့အပြင်အံ့ဖွယ်၉ပါးဆိုပြီးတော့ရှိရပေါ့နော်အဲ၉ပါးတွေရတချို့အချက်လေးတွေတော့ကျူနယ်လေးလိုက်ဆက်စုပြီးရောလိုက်ရှာကြည့်မယ်ခုအတွင်းအံ့ဖွယ်၉ပါးကိုပြောပြမယ်နော်အတွင်းအံ့ဖွယ်၉ပါးရဲ့နံပါတ်၁ကကြတော့တဲ့ထီတော့အလွန်ကြီးပြင်မဲ့လေကျိုးမဆိုင်ရခြင်းနဲ့ထီတော့အလွန်ကြီးဒါပေမဲ့ကျူတော့အဲ့ဒါတော့ခွဲခြားစစ်ပြပြီးတော့မသိဘူးပေါ့နော်ကျိုးဆိုင်တာကဘယ်လိုလဲထီတော့ကဘယ်လိုလဲဆိုတော့ဒါကတော့ဟိုဖြစ်နိုင်တယ်လို့ပဲလောလောဆယ်ယူဆလိုက်မယ်ပေါ့နော်ပြီးတော့ဇီဒီရဲ့အရေးကတဲ့ဘလို့မှဒီ ဇေဒီတတိုင်းအပြင်ဘက်ကိုမကျော်ဦးတယ်ဇေဒီရဲ့ရိတ်ကပြေမကျော်ဘူးပေါ့နော်အဲအဲ့ဒီဟာလည်းတစ်ခုရှိရဲ့ပြီးတော့နောက်တစ်ခုကကြတော့ဇေဒီရဲ့ထိတ်ကနေပြီးရွှေဆက်ကူလေးရွှေတင်ကန်ကိုပြစ်ချလိုက်လို့ရှိရင်လည်းဘလောက်ပဲလေးတိုက်တိုက်ဇေဒီရဲ့ပြင်ဘက်ကိုမရောက်သွားဘူးပေါ့နော်ဖြစ်နိုင်ရည်ရှိမရှိရောမသိဘူးပေါ့နော်ဒါမဲ့ဒါအယူအဆရှိရဲ့ဆိုတော့ဘသူတဦးတယောက်မြန်ဆန်ပူလာပေါ့နော်ဆန်ပူရလို့ရှိရင်လည်းပြောပြပေးပါဦးဇေဒီရဲ့ဒီမဟာတတိုင်းဒီတတိုင်းတွဲမှာပေါ့နော်ဟိုဖျားမှုတွေအများကြီးရမ်းများတယ်ဘလောက်ပဲများများဒါမဲ့လူကပြည့်ကျက်နေရလို့ဘယ်တော့မှမရှိဘူးပြည့် ပြီးတော့နောက်တစ်ခုကပထမဆုံးဒီဒီဆောင်မုန်းလာပြည့်ဖရာပွဲတော်မှာပထမတပိတ်တော်မှာဘယ်သူမှစွန့်မတင်နိုင်ဘူးလေအဲ့ဒါကလည်းအံပွဲတစ်ခုပေါ့နော်ပြန်စီဒီရဲ့အပြင်ဘက်ကကြည့်ရင်တော့ကုံဟုတ်တယ်အဲ့ဒါကတော့ဟုတ်တယ်အပြင်ဘက်ကကြည့်ရင်ကုံမြင့်ပေါ်မှာရှိရဖျားလို့ထင်ရပါမယ်ဒီအတွင်းဝင်းထဲကိုရောက်သွားပြီဆိုလို့ရှိရင်အတွင်းကနိမ့်နိမ့်လေးလို့ဖြစ်နေချင်းလိုမျိုးဖြစ်နေတယ်ပပအခန်းသားမိလားပဝွင့်ကျကျနော် အဲ့ဒါတော့ဟုတ်တယ်နော်ဟိုကိုကအနေနဲ့ရောက်အားသလိုမျိုးလေးပဲနော်အဲ့လိုမျိုးခံစားရတယ်ပေါ့နော် JD ရဲ့တစ်ဖက်က CD ရယ်ဆိုလို့ရှိရင်ဟိုဘက်ကမကြရဘူးလေ CD တော့သူတို့ပတ်ပတ်လည်မှထားပေးထားရပေါ့နော်အဲ့တော့စမ်းကြည့်မှပဲရမယ်ဖုန်းနဲ့လေဟိုဘက်ကတယောက်ကဒီဒီဘက်ကအဲ့လိုမျိုးစမ်းကြည့်ဘူးလားပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့မိုးသေးထန်စွာဘလောက်ပဲရောရောအဒီရင်းမြင်တော့ပေါ့မာသူကရေမတင်ဘူးပေါ့နော်အဲ့ဒါတော့ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ကုန်းဆိုလို့ရှိရင်ရေတင်မှာမဟုတ်ဘူးလေနော်ဘလောက်ပဲမိုးရွာရွာလေး ပြည့်စည်ဒီရဲ့အရှိတောင်တောင်မှာတဲ့ခရီးပင်ရှိရဲ့အဲ့ဒါ12ရာသီပွင့်နေတယ်။အဲ့ဒါဘယ်နှဖြစ်မလဲမသိဘူး။ဝါရှာကြည့်ကြပါ။တကယ်လို့အဲ့ဒါကိုဟိုကိုကိုတိုင်းတွေ့ကြုံမှုရဲ့ experience ရှိရဲ့ဆိုလို့ရှိရင်လည်းကျူတို့ပြန်ပြပြောပြပါဦး။စည်ဒီရဲ့ရင်ပြင်ထဲမှာရှိတဲ့ငကိုမူလကြံခင်ပေါ့နော်။ကြံခင်ဒီမှာကြောက်တုံးကြီးကြီးတွေပဲနော်။ ယူရိုဒါ၁၂ရာသီပွင့်နဲ့ခရီးပင်ဆိုတာပေါ့နော်အဲ့ဒါအရှိတောင်တောင်ခေါ်ဘက်ကရုံရဲ့အနောက်ဘက်မှာရှိရယ်ဆိုဂျူလာရှာခေပင်တော့တွေ့ပြီတကယ်၁၂ရာသီပွင့်လားမပွင့်လားကြည့်မယ်ပါလာကြည့်လားဒီမှာရှိရအဖူးရှိရဒီမှာတွေ့လားခရီးဘူးလေးတွေရှိရရှိရခရီးဘူးအပွင့်တော့မတွေ့သေးဘူးဒီမှာဖူးလေးတွေတွေ့နေရှိရဖူးလေးတွေရှိရတွေ့လားဘယ်နှစ်နှစ်လဲတော့သူတို့မပအောင်နော်ဒီမှာ အံ့ဖွယ်ကိုးပါတဲ့ဟာအတွင်းအံ့ဖွယ်ကိုးပါတဲ့နှစ်ခုရှာတွေ့ရပေါ့နော်ကျတို့ရှာလို့ရတာခရီးပင်ရပြီးတော့လူချိုင်ဝမ်းလို့ဖြစ်နေတဲ့ဟာလေးရပေါ့နော်အဲ့ဒါလေးတော့ရှာတွေ့ပါတယ်ပြီးတော့သူကအပြင်အံ့ဖွယ်ကိုးပါတဲ့ရှိသေးတယ်အပြင်အံ့ဖွယ်ကိုးပါကြတော့ဆိုတော့ဆွဲတော်ကိုတည်လာပြီးရဲ့အရှင်ကအေယာဝတီမြေကမှာသွားဆိုင်တော့အဲ့နေရာတောင်ဖြစ်သွားတယ်တောင်ပေါ့နော်သူကုံကုံဖြစ်သွားတဲ့ရှိမဟုတ်တော့ပဲနေလေပြီးတော့အဲ့တဲရနေပြီးတော့ကြောက်ဖြစ်သွားအဲ့တဲတွေကနေပြီးတော့ကြောက်ဖြစ်လာတဲ့ဟာတဲ့ပြီးတော့အေယာဝတီမြေကဒီဇေဒီကို ဥခိုက်ရွေးပြီးတော့စီစဉ်နေရအရာရိမြစ်ကပေါ့နော်အပြင်ကနေလှည့်ပြီးတော့လို့မျိုးစီစဉ်နေရပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့မဟာတတိုင်းမဟာယံတတိုင်းဟာအဲ့14ဧက16ဧကကျဲဝင်နေတယ်အဲ့တော့ယူကတော့တိကျမသိနိုင်ဘူးပေါ့နော် ပြီးတော့အပြင်အပွဲကိုပါနောက်တစ်ခုကကြတော့ခုနကပြောခဲ့သလိုဒီဖျားကလုံးဝအုတ်တင်းနဲ့ဆောက်ထားမဟုတ်ဘူးပေါ့နော်တဲကြောက်နဲ့ဆောက်ထားတာအဲ့တူရင်းတောင်ကတဲကြောက်ကိုလည်းပကံပြီးသူပြီးသားတွေကတဲရတာပေါ့နော်အဲ့ဒါကလည်းအံပွဲတစ်ပါးပဲတကယ်အဝေးနော်တူရင်းတောင်နဲ့ဒီနဲ့ဆိုတာအဝေးကြီးကိုတဲခဲ့ပေးရပေါ့နော်ပြောအဲ့တဲယူတဲ့အချိန်မှာခုနကပြောသလိုမကြီးပင်တွေပေါက်လာအဲ့မကြီးပင်တွေကပြီးကြတော့ပဲတဲပြီးအခါကျတော့ပြန်ပေါက ပြောက်သွားတယ်ပေါ့နော်အဲ့ဒါကလည်းအံပွဲတစ်ပါးထဲမှာတော့ပါတယ်ရွှေစည်းကုံစည်းကြီးအပြင်ဘက်မှာရေအိုင်လေးတစ်ခုရှိတယ်အဲ့နေရာမှာဖရဲရိတ်ကထင်တယ်ဇီဒီရဲ့အရိတ်ကကျနေတယ်ပေါ့နော်အဲ့ဒါကလည်းအံပွဲတစ်ခုပဲပြီးွားရင်ရွှေစည်းကုံစည်းကြီးကိုအပြင်ဘက်ကလှမ်းကြည့်လို့ရှိရင်တော့ကုန်းပေါ်မှာတင်ထားဟိုတည့်ထားရလို့ထင်ရတာပေါ့နော်အဲ့ဒါကလည်းအံပွဲတစ်ပါးပဲဆိုတော့အဲ့ဒါနံပါတ်9ကတော့ဟုတ်တယ်နော်ဂျူရိုတောက်လျှောက်ကြည့်ခဲ့တဲ့များရွှေစည်းကုံစည်းကြီးကုန်းပေါ်မှာလို့ပဲအပြင်ကနေကြည့်လေကုန်းပေါ်မှာတည့်ထားတဲ့ပုံစံတိုင်းပဲပေါ့နော်ဒါကတော့အပြင်အံပွဲ9ပါ ဲ့ထဲကဟိုကိုကဘယ်လိုမျိုးဟာတွေရိုးခဲ့အမှန်အနေနဲ့တွေ့ကြုံဘူးလဲပေါ့နော်ရှိခဲ့ဆိုလို့ရှိရင်လဲ comment မှာရေးပေးပါဦး